လီမင်ဟွန်နဲ့တူအောင်မျက်နှာပြုပြင်ပေးဖို့ကမ်းလှမ်းပေမယ့်မတူချင်တာကြောင့်ငင်းပယ်ခဲ့တဲ့စင်နိုင်တီဟာဦးပရိသတ်များရှင်စင်နိုင်တီဟာဦးကအမှုပညာရှင်ဆောင်တွဲရဲ့မျိုးဆက်ဖြစ်ပြီးအမှုပညာလောကမှာဆက်လက်ရှောင်လန်းနေတာပါဒါဝိမင်းရုံကြီးကြောင့်မို့စင်နိုင်တီဟာဦးကပရိသတ်တွေစီကနေဝေဖန်မှုကဲ့ရဲ့မှုတွေကိုသာတောင်းဆောင်ရရှိတာပါလူများကသူ့ကိုယုံဆိုးတယ်လို့ဝေဖန်ကြပေမဲ့သူကတော့သူ့ကိုသူယုံဆိုးတယ်ဆိုပြီးမခံယူထားပါဘူးဒါအပြင်စင်နိုင်ကရုံကြီးချောမောပေမဲ့အခွင့်အရေးတွေရှိတာတော့လက်လွတ်ခဲ့တာပါစင်နိုင်တီဟာဦးကိုအလားပြုပြင်ကုမ္ပဏီ ီးကနေမျက်နှာခွဲစိတ်ပြုပြင်က plastic surgery လုပ်ဖို့ကမ်းလှမ်းကြပါတယ်။ကမ်းလှမ်းတဲ့နေရာမှာလည်းလက်တည်ဆန်းပြီးပြုပြင်ပေးမှာမဟုတ်ဘဲကိုရီးယားနိုင်ငံကျော်လီမင်ဟွန်နဲ့တူအောင်ပြုပြင်ပေးမယ်လို့ကမ်းလှမ်းတာပါ။လီမင်ဟွန်ရဲ့မျက်နှာကအပြည့်အနာစာသိမရှိပဲပြည့်စုံတဲ့မျက်နှာဖြစ်တဲ့အတွက်တော်တော်များများကပြုပြင်ကျင်းကြပါတယ်။မြန်မာနိုင်ငံမှာဆိုရင်လည်းလီမင်ဟွန်နဲ့တူချင်းတဲ့သူတွေအများကြီးပါ။လီမင်ဟွန်နဲ့တူအောင်မခွဲစိတ်နိုင်တဲ့အတွက်လီမင်ဟွန်ကလုံးဖြစ်ခံယူထားတဲ့သူတွေကလည်းအများပြားပါ။လီမင်ဟွန်နဲ့တူအောင်ပြုပြင်ပေးမယ်လို့အလားပြုပြင်ကုမ္ပဏီကကမ်းလှမ်းပေးမယ် ်စစ်နိုင်ကညှင်းပယ်လိုက်ပါတယ်။သူ့အနေနဲ့လီမင်ဟွန်နဲ့တူပြီးချောင်းမောင်မမျိုးကိုတကနတားလိုချင်ပေမဲ့မယုံကြည်ရတာကြောင့်မှခွဲစိတ်ပြုပြင်းတဲ့အချိန်မှာလီမင်ဟွန်နဲ့တူသွားရင်အကြောင်းမဟုတ်ပေမဲ့မတူသွားရင်ဘယ်လိုလုပ်မလဲဆိုပြီးစိုးရိမ်နေတာပါ။တကယ်လို့လွဲချော်သွားတာအခုထပ်ပေါ်ပြီးရုံဆိုးသွားမှကိုစိုးရိမ်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့စစ်နိုင်ကအခုလက်ရှိရုံရည်လေးကိုတားလက်ခံဖို့ဆုံးဖြတ်ထားတာပါ။မပြုပြင်းလဲပဲခုရုံရည်ကကြီးကောင်းကအဆင်ပြေနေတယ်လို့ခံယူထားတာကြောင့်ပါ။စစ်နိုင်တီဟောင်းကဝေဖန်မှုတွေကြောင့်စိတ်သက်သာတဲ့သူတရားမဟုတ်ပါဘူး။ရု ုံဆိုးတယ်လို့ဘလောက်ပဲဝေဖန်ဝေဖန်အကောင်းဆုံးပြန်လဲရက်တည်နိုင်တာပါပရိသတ်တွေကတော့ရှုံးရင်ကတော့ပြုပြင်လို့ရပေမယ့်အရက်ကတော့ပြုပြင်ဖို့မဖြစ်နိုင်ဘူးလို့စာနောင်နေကြတာပါဒါပြင်သူရရှိထားတဲ့ရုံရည်နဲ့နိုင်ငံကျော်တယောက်ဖြစ်အောင်ကြိုးစားနိုင်မယ်လို့လည်းယုံကြည်ထားပါတယ်စစ်နိုင်တီဟာဦးကအခုလက်ရှိမှာဆိုရင်စက်ကားတချို့မှာခေါင်းဆောင်မင်းသားအနေနဲ့စရိုက်နေပါပြီစစ်နိုင်တီဟာဦးကအပြောကြီးတယ်ဆိုပြီးဝေဖန်မှုတချို့ရှိနေတာပါစကားပြောရင်အောက်ခြေလွတ်တယ်လို့ဖြစ်ပြီးမကြခဏဆိုတယ်လို့အမှားပါတဲ့အတွက်သူ့အတွက်စိုးရိမ်နေရတာလည်းရှိပါတယ်ဒါအပြင်ဆွေမျိုးတွေဖြစ်တဲ့လူမင်းနဲ့ ဲ့ခင်စမယ်ဦးတို့ကိုလုံးဝအာမကိုဘူးလို့လည်းထုတ်ပြောထားတာပါအမှုပညာလောကမှာရှက်တီနိုင်အောင်ထောက်ပံ့ပေးနိုင်တဲ့ခင်စမယ်ဦးတို့နဲ့ကင်းကင်းသာနေပြီးစူးစမ်းသွားမှာပါလက်ရှိမှာတော့တငယ်ချင်းတချို့နဲ့အမှုပညာလုပ်တွေလုပ်နေတာပါသူပေါင်းနေတဲ့တငယ်ချင်းတွေကိုပြည်သက်တွေကတော့သဘောမကျပါဘူးစင်နိုင်ကတော့တရုတ်ဆောင်လုံးမှာအောင်မြင်မယ်လို့သာယုံကြည်ပြီးဆက်ဆောင်နေတာပါလီမင်ဟွန်နဲ့တူအောင်မျက်နှာပြုပြင်ပေးဖို့ကမ်းလှမ်းပေမယ့်မတူချင်တာကြောင့်ညင်းပယ်ခဲ့တဲ့စင်နိုင်တီဟာဦးပေါ်ပြည်သက်တွေရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်ရှင်အစောအထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့တူလက်တလုံးဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်။